မင်္ဂလာပါခင်ဗျာခိုက်ချန်နယ်မှာကနေပြန်လဲကြိုဆိုပါရစေဒီကနေ့မှာတင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးဆရာရွှေဥတောင် ရေးသားထားတဲ့ဇက်လိုက်ဆိုတဲ့ဝတ္ထုတိုးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားအားပေးကြပါဦးစာရေးဆရာရွှေဥတောင်ဤဇက်လိုက်ဖဲသုံးချက်စကားကိုဘရင်ယုံ၌စဉ်စားလူကြီးများအားပြသသောအခါတွင်ရုပ်ရှင်ကုမ္ပဏီဤဖိတ်ကြားချက်အရာ ဝစ်လုံတော်ရကြီးများတရင်စာအက်ဒီတာများစာရေးဆရာများဘိုင်စကုံးဇလိုက်များမှစဖြင့်မြို့ပေါ်ရှိလူကြီးလူကောင်းများနှင့်ရုပ်ရှင်လုပ်ငန်းဆိုင်ရာပညာသည်များလာရောက်ကြည့်ရှုကြသည့်ဖြစ်ရန်အဆိုပါပြည်သက်များသာလိမ့်မကအခြားကုမ္ပဏီပန်ရှင်ကြီးများကပင်လင်းဖဲသုံးချက်စကားမှထိုအချိန်ခါထိမြမစကားများအနှက်တွင်ခက်အဆန်ဆုံးအစစ်အတန်းအမြင့်ဆုံးအခမ်းအနားဆုံးဖြစ်ပေကြောင်းနှင့်ဝန်ခံခဲ့ကြပူလေသည် ရင်းဇလန်၌အကြီးမှုဖြစ်သောပုဂ္ဂိုလ်များမှာဇလိုက်မင်းသားမောင်ဆိုးတင်မင်းသမီးခင်မြတင်နှင့်လူချမ်းမောင်ဖေတင်တို့ဖြစ်လျာ၎င်းတို့အသီးသီးမှလည်းအတင်၌၎င်းအလွမ်းအတော်၌၎င်းပရိသတ်များ၏စိတ်ကိုစွဲငင်စွဲညှိစေလောက်အောင် စွမ်းဆောင်နိုင်ကြသူများဖြစ်ကြပေသည်ဇလန်စကွက်မှလည်းအလွန်တရာစိတ်လာသောကြောင့်ပရိသတ်တို့၏စိတ်ထင်း၌အကြဲချက်လုံးလှသည်ဟုညင်းညူပြစ်တင်ပွဲရအခမ်းမျိုးလည်းမပါဘဲဇလန်ပြီးဆုံးသွားမည်ကိုပင်စိုးရိမ်ခြင်းနှမျောခြင်းဖြင့် လေမင်းတမောမောနှင့်ကြီးနေကြသောဇလံမျိုးဖြစ်ချေသည်နောက်ဆုံးဖြစ်သောအခန်း၌လူကျန်းမောင်တင်ပင်မှာဗီလိန်တို့၏တွားရလမ်းကြောင်းအတိုင်းတုတ်တင်ရှင်းလင်းပြီးဟု၍ဇလံမျိုးတို့ကစိတ်ချလက်ချနှင့်ဖုံပေါ်တွင်အတူရှင်တွဲကထိုင်လျက်အစေကံအားစားစရာများယူခဲ့ရန်အမိန့်ပေးထားသည်အစေကံထွက်လာရမည်တကားပေါ့မှအစေကံမပေါ်လာဘဲဖီလင်သည်ခြေလုံးပြူကိုကင်တဲ့ဝင်လာလျာ ဇလိုက်နှစ်ယောက်မှမူကားလှည့်၍မကြည့်သဖြင့်မတည်သေးပဲတဦးနှင့်တဦးကြီးစဲလျက်ရှိကြသည်နောက်ခဏ၌သုံးဦးသားမျက်နှာချင်းဆိုင်ပြီးသောအခါတွင်သုံးဦးလုံး၏မျက်နှာထားများမှာဇက်လန်ဇက်ကွန်းနှင့်လိုက်လျောလာသောကြောင့်ကျွန်တော်တို့ကပညာသင်များအားလုံးမကြည့်မှုမဲမနေနိုင်အောင်ရှိကြရလေသည်ခင်မြတင်သည်မေမသားပြီးပြီးကြီးစွာသောအံ့ဩခြင်းဖြင့်နှလုံးပြူလျက်ကြည်နေရဇလိုက်မောင်စိုးတင်သည်တခဏလေးမျှမဝေခွဲနိုင်အောင်ရှိနေပြီးနောက်ယောက်ျားကောင်းပီသားစွာနှင့်ဖီလင်အားခုခံရန်စူးစမ်းသည် တို့ရရင်ဗီလိန်လက်ချက်ဥသောကြောင့်ဇလိုက်သည် ရှေ့သို့အလျာမောက်လဲသွားလျာနောက်ခဏ၌ဗီလိန်သည်မိမိကိုယ်ကိုအစတုံးအောင်စီရင်လိုက်သည်ကျွန်ုပ်သည်ဖဲသုံးချက်စကားတွင်ပါရှိသောဇလန်အကြောင်းကိုဤမြလောက်ပုံမူဖော်ပြရန်အလိုမရှိရည်ရွယ်ချက်လည်းမဟုတ်ချေဤမြလောက်ရေးသားဖော်ပြရခြင်းမှာရုပ်ရှင်လုပ်ငန်းပန်း၌ ိုတိုင်လောက်ကင်ဘူးသူတယောက်နဲ့ဟိုတယ်၌တွေ့ဆုံ၍၎င်းစကားအကြောင်းကိုဆွေးနွေးကြရတွင်ထိုလူ၏စကားများမှယုံကြည်ထက်မယုံကြည်ထက်ကြောင့်ဖတ်ရှုသူတို့ချင်းချင်းနိုင်ရန်အတွက်များသာလျှင်ထိုများအထိဖော်ပြရခြင်းဖြစ်ပေသည်။ထိုညတွင်ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၏စီမံချက်အရဇလိုက်မင်းသားနှင့်မင်းသမီးတို့သည်ဗရင်ယုံတို့လူကိုယ်တိုင်လာရောက်ကြ၍စကားအစုံတွင်လူကြီးလူကောင်းများ၏ကြီးမြောက်ထောက်ခံစံများကိုဝမ်းမြောက်ဝမ်းသာကြားလျက်ရှိစဉ် စူးစူးရရရှိအောင်ဟစ်အော်ရီမောလိုက်သောအတန်တန်ကိုလည်းကြားရသဖြင့်ကုမ္ပဏီပိုင်ရှင်၏တိုက်ခင်းကျွေးမတော်လည်းဖဲ့ရကိုတောက်နေကြသောလူကြီးလူကောင်းများသည်အတန်ကြားစီသို့ရုတ်တရက်လှည့်ပြေးကြည်ကြလေသည်ကျွန်ုပ်သည်၎င်းစကားမပြီးမီကတည်းကထိုသူကိုမြင်ရသဖြင့်ဤမြောက်လောင်နွမ်းနယ်ပေးကြံသောအဝတ်စားများကိုဝတ်ဆင်ထားသူတယောက်သည်လူကြီးလူကောင်းပရိသတ်များအတွက်တသက်ဖိတ်ကြားထားသောဤပွဲမျိုးကိုမြည်သည့်နည်းနှင့်ဝင်ခွင့်ရသည်ကိုစဉ်းစားပေမရကြည် ထိုကဏ္ဍ၌၎င်းသည်နောက်ဆုံးထိုင်ကုန်တန်းမှမတက်ရက်ကလောင်ပြောင်သောမျက်နှာထားနှင့်ပြိသက်များအလုံးကိုကြည့်လျက်ဗီလင်ကင်လာနှင့်ခြောက်လုံးပြူကရန်တော့မပါမန်တည်ရသနှင့်ကြောက်ချင်အောင်ဆောင်းနေရတာဘာအတိတ်ပဲလေကွာထွီဒါနဲ့များလက်ကုတ်တော်တော်တီဗီချင်းမလိုက်ကြတာအလုံးလူယူးတွေကြီးပဲဟုဟစ်အော်ပြောဆိုသည်ထိုကပြိသက်များအနှံ့တယောက်တော်သူကဘယ်ကအယူကိုတွင်းထားကြလဲဆွဲထုတ်ပါစေလားဟုအော်ဟစ်လိုက်သည်တို့ရောက်ရင်ထိုသူမှာမိသူကိုမြကယူဆိုင်ရလက္ခဏာမရှိပဲနဲ့ စနေနေ့မှာပါတဲ့မိမကပြထားတာကတကယ်တတိကောင်းပဲအရေးကြုံတဲ့အခါမှာကြောက်ချီးပါတော့မလို့ဖြစ်နေတယ်တရားကိုခမရတို့ကကားကောင်းခေါ်ကြသလား၎င်းလူတွေကြီးပဲဟုဟစ်အော်ပြန်သည်ဒုကာတယောက်တော့သူကခမရဘယ်နဲ့သိရလဲတရားထိုးစမဟုတ်ဘူးတကယ်အဖြစ်ပြက်မူရင်းအဖြစ်ပြက်ကိုကြောက်ကသိတယ်ဒီမိမမျိုးမဟုတ်ဘူးဗျကြောက်မွေးပါရင်ဇာကနာနဲ့နှုတ်ပြမယ်ဆိုတဲ့မိမမျိုးကြောက်သေးချာသိတယ်တို့တို့ရေဝင်းစွာပြောလိုက်သည် ၎င်းတို့ထူသူသည်ထူနေသည်ထွေလျက်ယုံမြင်သူထွက်ခွာသွားလျက်ပရိသတ်များမှလူယူဟူ၍၎င်းလူဇန်းဟူ၍၎င်းအမျိုးမျိုးတွေးတောပြောဆိုကကြံနေရကြလေသည်ကျွန်ုပ်မှလူယူတယောက်နှင့်မတူသောထိုသူ၏အမူအရာကိုမြင်ရသဖြင့်စုံစမ်းအန်းဟုအကြံဖြစ်ပြီးလင်ချက်ချင်းယုံမြင်သူထွက်၍လိုက်သွားရကိုရဆိုင်ရှိတွင်မိသည်နှင့်ပကုန်းကိုပုတ်လျက် Continental Hotel သို့လက်ဖက်ရည်တောက်ရန်ဖိတ်ခေါ်လေသည်အာခင်ဗျဘာတူလဲဗျခင်ဗျကိုကြုံမသိပါလား တို့သူမှာဟောင်းနှန်းသောအဝတ်အစားရှိသောငါလည်းမျက်နှာထားမှာမာနာကြီးဟန်ရှိသောကြောင့်ကျွန်တော်မှာတာရွေ့ပင်တည်ကျွမ်းလွန်သောစိတ်ဆန္ဒဖြစ်ပေါ်ရလာသည်ကျွန်တော်စာရေးဆရာတယောက်ပါပဲဗျာဘင်းယုံနယ်မှာခမရခုနကပြောသွားတဲ့စကားကိုကျွန်တော်ကြားလိုက်ရပါတယ်ကျွန်တော်စိတ်သဘောအရမှာတော့ဒီနေရာမှာဇလိုက်မင်းသမီးဟာကြောက်လန့်ခြင်းတုံ့လုံခြင်းပြခြင်းအမှန်တယ်လို့ကျွန်တော်ထင်မိတယ်ဗျာကျွန်တော်အရှုတ်ချဟန်ကြည့်လိုက်ခမရအဲ့လိုထင်ခမရမှားတော့ပေါ့ဒါဖြင့်လာဗျာခမရတိုက်တဲ့လက်ဖက်ကြီးကိုတောက်ပြီးတော့ခမရနားလေအောင်ကြုံရှင်းပြမယ် ျွန်တို့သည်ကွန်တီနန်တယ်ဟိုတယ်သို့ဝင်ကြပြီးနောက်စားစရာများကိုမှာယူကြလျာထို့သူမှာအင်ဒရီမဆင်နိုင်အောင်လှည့်မြန်စွာစားတော့သည်ကိုတွေ့ရသဖြင့်အံ့ဩစွာနှင့်ထက်လောင်းမှာယူပေးရပြန်သည်ကျုပ်စားနေပုံကိုခမည်းမအံ့ဩနဲ့ဗျာကျုပ်အဖြစ်မျိုးခမည်းကြုံရမယ်ဆိုရင်လေကျုပ်လိုပဲခမည်းစားမှာပဲပဇက်နဲ့စားစရာမတွေ့ရတာနိုင်ပေါင်း40ကျော်ကြာသွားပြီဗျာတမန်နေ့ညကညစာကကျုပ်နောက်ဆုံးစားခဲ့ရခြင်းပဲဗျာတို့ကကျွန်တော်မှာကယူနာဖြစ်သည်နဲ့မုတ်ချုံများတယ်မက ဘစ်ကေကတလေအစရှိသော scientist များကိုပါမှာယူကြွမွေးရလေသည်ဝါဝါအောင်စားပြီးစေဝင်လေးကိုမိညိပြီးနောက်ထိုသူသည်အလွန်ကျဉ်တဲ့သောအမူအရာနှင့်ထိုင်ကုန်းကိုမိကပြောင်းရွှင်သောမျက်နှာထားနှင့်ကျွန်ုပ်အားစိုက်ကြည့်လျက်ရှိသည်ဂိုင်ကျွေးကမွေးကလေးကြေအောင်တော့ပြောပြရသေးတာပေါ့ဗျာဒီလိုသဘောမထားပါနဲ့ဗျာကျွန်တော်ကဂယူညာနဲ့ကျွေးတာပါအဖိုးကရဲ့လို့သဘောမထားပါနဲ့ခင်ဗျားပြောခြင်းမှပြောပါအော်တိခင်မမိတ်ဆွေ ကျုပ်ကစိတ်ချင်ပေါက်နေတဲ့လူတယောက်ဖြစ်တဲ့ဆိုတော့ကောချင်ခက်ချင်တဲ့သဘောထားတွေအားကြီးနေတယ်ဗျ။ရှေးခါကကျုပ်ကောင်းစားစဉ်ကတော့အဲ့လိုသဘောမျိုးမဟုတ်ခဲ့ပါဘူးလေ။အကျန်စီအပေါက်လည်းမတည့်တော့လဲလူဆိုတာခက်ချင်ကောချင်တဲ့လူစားမျိုးပဲဗျ။တိခတ်ပြီပါ။အကိစ္စမရှိပါဘူးဗျ။တောင်းပန်ရတော့မဟုတ်ပါဘူး။ခုနကကြည့်ခဲ့တဲ့ကောင်ခင်ဗျားပဲတဲ့သဘောရတယ်ဗျ။ကောင်းတာပေါ့ဗျ။တိတ်ကောင်းတာပဲ။အဲ့ဒါကျုပ်ရေးတဲ့ဇလံပဲ။ဘယ်နဲ့ပြောလဲ။ အစ္စလမ်ကိုကြုတ်ရေးခဲ့တာဗျာမူလဇလန်တုန်းကလည်းကျုပ်ကိုယ်တိုင်ပဲဆက်လိုက်လုပ်ခဲ့တာမူလဇလန်ကိုဆိုတာဘယ်နဲ့လဲဗျာဒီဇလန်ကိုဒီတစ်ခါပဲရိုက်ခဲ့ဘူးသေးတာမဟုတ်လားတပိုင်းကတော့ဟုတ်တယ်တပိုင်းကမဟုတ်ဘူးတပိုင်းဟာကရှေ့တုန်းကတည်းကရိုက်ခဲ့ဘူးပြီအခုတော့ copy ရှိသေးတယ်ဗျာဒါဆိုရင်အဲ့ဒီအကြောင်းကိုအခု company pension ကသိသလားသိသလားမသိတာတော့မစွန်းနိုင်ဘူးဗျာတို့ပေမဲ့ရိုက်ခဲ့ဘူးတဲ့ဇလန်ဟာကပြောင်းတော့မှာမဟုတ်ဘူးဆိုတော့အကြောင်းမထူးလာပါဘူး ခင်ဗျားဒါဆိုဘယ်ပိုင်းမှာပါလဲဇလိုက်မင်းသားစိုးတင့်ရဲ့နေရာကကျုပ်နေရာပေါ့ဗျာကျုပ်ကိုယ်တိုင်ဇလိုက်မင်းသားလုတ်ခဲ့ဦးတယ်တော်ကကျွန်တော်မှပချောင်ကြက်ကြမျက်တွင်းဟောက်ဟောက်နဲ့ဇလိုက်တောက်လျက်ရှိသောလူကိုစစ်စစ်ကြည့်လေမြည်သူမြမပြောဘဲစိတ်စိတ်နေခဲ့သည်ခင်ဗျားကျုပ်လူပုံကိုကြည့်ပြီးတော့ဇလိုက်လုတ်ဖူးတယ်ဆိုလို့မယုံပေနိုင်ဘူးပေါ့လေတော်တော်ဟိုတုန်းကကျုပ်ကအခုလိုမဟုတ်ဘူးဗျနေဦးကျုပ်အစကနေပြီးတော့ပြောပြမယ်ခင်ဗျားနားထောင် တူသူမှာဆက်လက်ရရင်ပြောသေးမည်။ဘီယာခွက်ကိုကြိုက်ချ၍ဇေမလိကိုမိညိပြန်လေသည်။ဒီလိုပြမေးဆွေကျွန်တော်ကရုပ်ရှင်လုပ်ငန်းဘက်မှဝါသနာပါတယ်ဆိုတော့အခုလိုကားကြီးတွေမဟုတ်သေးပဲတောက်တီးတောက်တဲ့ကားလေးတွေရိုက်တဲ့လက်ထက်ကလေးကနေစက်ထုပ်လေးလည်းရေးခဲ့တယ်ဗျ။လူကိုယ်တိုင်လည်းဝင်ပြီးစလိုက်လှုပ်သေးတယ်။ဇလန်းကြီးတဲ့ဘက်မှာဟိုးတုံးကအတော်လေးတော့နာမည်ရခဲ့ပါရဲ့လေ။အခုတော့လူမသိကြတော့ဘူးပေါ့။နောက်ပေါ်တဲ့သူတွေခက်စားပြီးကျုပ်တို့လူစုမြုပ်ကုန်ပါပြီ။ ဘာနာမည်နဲ့ရေးခဲ့တယ်ဆိုတာကိုလည်းမေးမနေပါနဲ့တော့ဗျာမထူးပါဘူးတနေ့မှာတော့မန္တလေးကရုပ်ရှင်ကုမ္ပဏီတစ်ခုကကျုပ်ကိုဒရိုက်တာအလုပ်နဲ့ငှားတယ်စတုတ်နာမည်ကတော့ကျုပ်မေ့နေပြီတော်တော်အဲ့ဒီစတုတ်မှာဒရိုက်တာအဖြစ်နဲ့ကျုပ်လုပ်စဉ်ကဇလိုက်မင်းသမီးခင်မြင့်မြင့်ဆိုပါတော့ဗျာအဲကျုပ်နဲ့သူနဲ့မြင်မြင့်ချင်းဆိုသလိုချစ်ကြိုက်ကြတယ်ဗျာထို့သူမှာမျက်နှာခက်ပြုံးပြုံးနဲ့ကျွန်တော်အားကြည့်နေပြီးမှဆက်လက်၍ပြောသည်မှာ ကိုချစ်ကြိုက်တဲ့မိမဆိုတာချောတယ်လှတယ်လို့ထင်မှတ်ကြစမြဲပဲဗျာတိုးတော့ခင်မြင့်ကတော့ကြုတ်တယောက်တဲ့ထင်မှတ်ကြမဟုတ်ဘူးမန္တလေးမြို့ပေါ်မှာရှိတဲ့အင်္ဂလိပ်ကျောင်းသားတိုင်းဈေးသူဈေးသားတိုင်းရုံးသူရုံးသားတိုင်းကချောတယ်လှတယ်လို့ထင်မှတ်ချက်အတိုင်းတနည်းနည်းနေများဆိုရင်သူ့အိမ်ရှိလက်ဖေးဆိုင်မှာတတော်တော်တဝုံးနဲ့တယုံယုံနေတာပဲဗျာချောလဲချောပါပဲမြင်ရသူတိုင်းအသက်ရှူမှမတတ်ပါပဲခုနကမြင်ခဲ့ရတဲ့ခင်မြတ်တင်းဆိုတာလဲတော်ပါရဲ့လေတိုးတော့ ခင်ခင်မြင့်တဲ့ဇာလရင်တော့တော်တကြီးလိုကြမ်းထော်ထော်ကြီးဖြစ်သွားမှာပေါ့ဗျာတထက်အပြင်ဘက်ကပိုးကြပန်းကြတဲ့လူတွေကိုထားလိုက်ပေါင်းတော့ဗျာကျုပ်တို့ရဲ့ဇလန်းထဲမှာလူချမ်းဖီလိန်မြေလက်သားဘာချမ်းဆိုတဲ့အကောင်ကလည်းခင်ခင်မြင့်ကိုပိုးနေတာကိုဗျာအဲ့ဒီကနေနဲ့ကျုံတဲ့ကရန်သူပဲဘန်စကောက်စကားရီဆိုတဲ့မျိုးဟာကိုယ်စက်ွက်မရောက်သေးတဲ့ခါမှာရီရီမောမောရုံနှုံနေတတ်ကြတာမျိုးဗျာကျုံမှာကဒရိုက်တာဆိုတော့ဟိုလူနဲ့လဲပါရဒီလူနဲ့လဲပါရသူတို့တွေကတော့ကိုယ်လက်မဟုတ်ရင်လူအားတွေဖြစ်နေတော့ ဘယ်ကမှစိုးလှည့်ကြည့်လိုက်ပြီဆိုရင်ဘာချန်းဆိုတဲ့ကောင်ကခင်မင်းမြင့်အနက်မှာတပုပ်ပုပ်တက်တက်ကြီးပဲဗျာကျုံးမကတော့အလုတ်တာလုံနေရတာစိတ်ကောင်ဖြောင်းနိုင်ပါဘူးခင်ဗျားမပြောနဲ့လေဗျာခင်ဗျားကခင်မင်းမြင့်ကိုမြင်ဘူးလို့ဗျာခင်ဗျားမြင်ဘူးတယ်ဆိုရင်လည်းစကားထဲမှာပဲဖြစ်လိမ့်မယ်အပြင်ရုပ်ကကားထဲမှာထက်စဲပြံမကချောတဲ့မိန်းကလေးဗျာယုံပါတယ်ဆရာကြီးပြောစာပြောပါဗျာ อืมအမှန်ပြောမယ်ဆိုရင်ဖြင့်မူလတော်ကတပိန်လှိမ့်ဆိုတဲ့စကားလို့ကျုပ်ကတစ်ဖက်သက်ချစ်ကြိုက်နေရတာပဲရှိသေးတယ်။ဒရိုက်တာနဲ့ဆိုင်တဲ့စကားကလွယ်လို့ခင်းမင်းနဲ့ကျုံနေကစကားနှခုပြည့်အောင်ပြောရသေးဘူး။ဒါကြောင့်မို့လို့ပါချန်းကောင်ကိုကျုပ်ကတာပြီးတော့ညှူစုတာပေါ့လေ။ကျုပ်တရားတလောက်မှလည်းခင်းမင်းမြင့်ကပါချန်းကိုအားပေးအားမြောက်ပြုထမ်းမတူပါဘူး။ဟိုကောင်ကသာစက်သားတိုင်းကမင်းကိုရလောက်အောင်တရစ်တဲရစ်ပြီးတပုတ်တက်တက်လုံနေတာပဲဗျာ။ ဒီကောင်ကအဲ့လိုလုပ်လေကျုပ်ကသူ့ကိုယုံလေမုန်းလေဆိုတာလေသူကသိတယ်ဗျာဒါမျိုးဟာဝါလက်စတတောင်စိုးသေးတယ်တယောက်ကိုတယောက်အင်မတန်မှသိတာကလားဗျာဟုတ်ပါတယ်ဗျာအတိဆုံးပါဗျာစူးစမ်းပါအောင်ရှေးဥစွာကျုပ်နဲ့ဘာကျန်နဲ့ဘလို့တရားတလဲဆိုတော့ဗီလိန်ဘာကျန်ကိုကင်မရာနားကပ်ပြီးတယောက်တည်းတပ်ပုံရိုက်ခံစေတဲ့အခိုက်မှာခင်ခင်မြင့်ကအဝေးကလူတယောက်နဲ့စကားပြောနေရကနေပြီးရီလိုက်တယ်ဗျာခင်ခင်မြင့်ရည်စံကိုကြားလိုက်ရရင်ပဲဘာကျန်ဟာ တပ်ပုံရိုက်ခန့်နေရာကနေကနာမငိန်ဖြစ်ပြီးလှမ်းကြည့်လိုက်တယ်။အဲ့တော့အဲ့ဒီအကွက်ပြတ်သွားတာပေါ့ဗျာ။ဒါနဲ့ပဲကျုပ်ကတပ်ပုံရိုက်ခန့်နေတော့မှတောင်ကြီးမြောက်ကြီးမလုံးနဲ့လို့ဘာချန်းကိုကျိန်တယ်။အဲ့တော့ဘာချန်းကကျုပ်ကိုနိုင်တုံးထောင်းရမလားလို့ရန်ညိုးကြီးဖွဲ့တာပေါ့ဗျာ။အဲ့ဒီခဏတုန်းကဘာချန်းကကျုပ်ကိုပုတ်ချေလို့ရရင်ပုတ်ချေပစ်ချင်တယ်။အဲ့လောက်ကိုပဲမုန်းဟန်ရှိပါရဲ့လေ။သို့တော့သူ့မုန်းတဲ့ကျုပ်မုန်းဟာဖြင့်ဒီရီချင်းကွာလာမယ်လို့မထင်ဘူးဗျာ။ အိန္ဒိယစာပြီးပါကျန်းကကြုတ်ကိုမခေါ်နိုင်မပြောနိုင်မျက်စောင်းထိုးထိုးနဲ့တစူးစူးတအောင်အောင်လှုပ်ပါလေရောဗျာတနေ့မှာတော့ဒီထက်ဆိုတဲ့အကြောင်းဖြစ်ပေါ်လာပြန်ပါလေရောမင်းကဘက်မှာစကန်ချပြီးတက်ရှင်ရိုက်ကြတော့မှညနေခင်းအချိန်ကိုလက်တုတ်တင်မှုခြုံခွဲရအတော့မှာလာလာပြပါကျန်းအင်မတန်မှယုံညံ့တဲ့အကောင်ဗျာခင်းမြင့်ကိုသူကခြုံခွဲကနေဆောင်ပြီးထွေလာလုံလာဖြစ်နေကြတော့ဗျာကြုတ်ရောက်သွားတော့ဘာမှမပြောနိုင်တဲ့ ဘာချမ်းရဲ့လေခုတ်ကိုလက်တစ်ဖက်နဲ့ကင်ညှစ်ပြီးလက်သီးနဲ့မျက်နှာကိုတတဲကြီးထိုးလိုက်တာခမည်းအကောင်နေရာတွင်ဖင်တန်ရဲ့လဲကြပြီးဇေဒီပြက်တဲ့နောက်စင်းနဲ့စောင့်မိတာဇက်ငင်ဇက်ငင်နဲ့မထနိုင်တော့ဘူးဗျာမင်းကလေးကဘောဗျာပြေးရောလားဘယ်ကသာအပြေးခံမလဲဗျာဒီလိုနေရာမျိုးလောက်အခွင့်တာတာဘယ်မှာရှိအောင်ပါလဲသူ့ကိုစော်ကားတဲ့လူစိုးရဲ့လက်ကပူပူနွေ့နွေ့ကဲဆဲပြီးစားဆိုတော့လက်ကလေးအသာကမ်းပြီးချစ်ချောင်းကြိုက်ချောင်းပြောတော့တာပဲဗျာ ဘာကြမ်းတော့ကလို့ခမ ्या ကိုယုံသေးသလားဟာဒီကအကောင်ကအတင်းအဓမ္မမဟုတ်ဖဲလေဗျာဘယ်ယုံမှလဲအော်ခင်မြင့်မြင့်ခင်မြင့်မြင့်အိန္ဒိယ၌ထိုသူသည်ရှေးဟောင်းနောက်ဖြစ်များကိုစိတ်ထဲတွင်တပံပေါ်လျက်ရှိနေဟန်ဖြင့်ဇေဘင်းလက်ကိုငြိမ်သက်စွာဖွာလျက်ရှိသည်ထို့နောက်မှဆက်လက်၍ချစ်လို့ကြိုက်လို့သာလင်မယားအဖြစ်ရောက်ကြတာပေါ့လို့ပြောတော့ပြောကြမှာပဲသို့တော့ချစ်ကြိုက်ကြပုံချင်းတော့မတူသေးဘူးမှတ်တယ်ဗျာ ကျုပ်ကပဲကဲကိုကဲလို့နဲ့မှတ်တယ်။ကင်းမြင့်ပါဇက်ကချစ်ပါတယ်၊ကြိုက်ပါတယ်လို့ဖွင့်ဟပြောဆိုခြင်းကိုကြားတဲ့အချိန်ဒီနေရာကစပြီးကျုပ်စိတ်ထဲမှာကမ္ဘာလောကကြီးတစ်ခုလုံးဟာဘလို့ပြောင်းလဲနေပြောင်းလဲသွားလဲမဆိုနိုင်ဘူးဗျ။ခွေးဟောင်တန်ကလည်းကျုပ်နားထဲမှာတာယာတာပဲ။ခြုံကလေးတွေဟာလည်းကျုပ်မျက်စိထဲမှာလှနေတာပဲ။ညနေဆောင်မြူကလေးတန်းပြီးနှင်းကလေးရစ်လာတာကိုကြည့်ရတာကလည်းဥရွှင်လုံးလို့အော်ဟစ်ပြီးတော့ကိုကြီးလိုက်ခြင်းတယ်။အော်မြတ်တာမြတ်တာ အခုနကလဲသွားတဲ့ပါချန်းကပြောပြခင်းမြင့်ကလမ်းအော်လိုက်လို့ပါချန်းကိုလှည့်ကြည့်တော့ခွေးမသားကဇေဒီပြက်ကအုတ်ချက်ခဲ့တဲ့ချက်ကိုစွန့်နှုတ်ရကိုမြင်ရတာကိုဗျသူ့အကြံကဗျကျုံတော့ကနေပြီးတော့ဂင်းနဲ့ပေါ့မလို့ပေါ့လေကျုံနဲ့မျက်ချင်းဆိုင်ဖြစ်နေတာမြင်တော့ဗလာချင်းကလည်းမတူဝနာနဲ့ယီဒီယတာလှုပ်ပြီးအုတ်ချက်ကိုပြန်ချဘာလို့လို့နဲ့ရောင်းချလှုပ်ပြီးတိုးတိုးတုံနဲ့ထွက်သွားပါလေရောဗျခမရကိုကြည်တော့မကြည်ဘူးပေါ့လေဘယ်နဲ့ကြည်မလဲဗျနောက်တော့ခမရကြားပါလိမ့်မယ် ခင်မင်းကတော့သူ့မြင့်ထားကြီးကိုကြောက်လန့်ပါတယ်လို့ဆိုလို့ကျုပ်တယောက်လုံးရှိနေသမျှကာလပတ်လုံးဘာကျန်းတယောက်တည်းမကောက်ဘူးဒီကောင်မျိုးတရားထောင်ကိုတော့မကြောက်တင်ကြောင်းတယ်သမီးစားထုံးစံတိုင်းအားပေးရတာပေါ့ဗျာနေစမ်းပါဦးဗျာတထက်ဒီကနေ့ညနေကျုပ်တို့မြင်ရတဲ့ကားနဲ့ခင်ဗျားအဖြစ်ပြန်တယ်ဘလို့သက်ဆိုင်တာလဲနေပါဦးဆရာကြီးရောက်လာပါလိမ့်မယ်နှီးတမ်းပဲရှိပါသေးတယ်ဖဲသုံးချက်စလံကိုပြောခဲ့ပြီးပြီမဟုတ်လားဒီလိုဗျာ မန္တလေးကရုပ်ရှင်ကုမ္ပဏီမှာဒါရိုက်တာဖြစ်နေကျုပ်လွတ်လွတ်ပြီးတော့ခင်မင်းမြင့်နဲ့ချစ်ကြိုက်နေစမှာကျုပ်ကအဲ့ဒီဇက်ကိုရေးခဲ့တာရေးပြီးတော့ခင်မင်းမြင့်ကိုပြတော့သူကကျုပ်တို့အတူတူလွတ်လွတ်နေကြတဲ့ကုမ္ပဏီပန်းရှင်ကိုပြကြည့်ဖို့အကြံပေးတယ်ပြီးတော့လည်းဖဲသုံးချက်စကားမှာကျုပ်ကဒါရိုက်တာမဟုတ်ပဲကိုယ်တိုင်ဇက်လိုက်မင်းသားလုပ်ပြီးခင်မင်းမြင့်နဲ့တွေ့ဖို့ခင်မင်းမြင့်ကအကြံပေးတယ်အော်ဟိုတုန်းကစိတ်ကူးရင်ကြတာတွေကိုပြန်ပြောရရင်တော့ဗျာစတော့အုပ်ရေးမယ်ဆိုတော့စုံမှာမဟုတ်ဘူး ကဲကဲမိတ်ဆွေစိတ်ကူးရနာတွေကိုဖယ်ပြအဖြစ်ပြက်ကိုပဲပြောပါတော့ကောင်းပါပြီဗျာဂိမ်းရဲ့အကြံပေးတဲ့အတိုင်းဖဲသုံးချက်စကားကိုကုမ္ပဏီပိုင်ရှင်ကိုပြကြည့်တော့သူကအင်မတန်ကြိုက်သွားတယ်ဗျာချက်ချင်းဝယ်ယူဖို့အတွက်သဘောတူရောမကောက်ဘူးကျုံနဲ့ခင်းမြင့်နဲ့တွဲဖို့အကြံကိုပါသဘောတူလိုက်ပါရောဗျာနှစ်ယောက်သားလက်တွဲပြီးတော့ကမ်းမိကြသေးတယ်တတိကဝီလေနေရာမှာတော့ဘာချန်းကိုပဲအသုံးပြုဖို့ပြောတယ်ကျုပ်ကတော့တိတ်တပေါ်မကြလာပါဘူးလေသို့တော့သူ့စာချုပ်နဲ့သူဆိုတော့ တို့ကကန့်ကွက်ဖို့တာဝန်မရှိဘူးပဲကိုဗျာဒါနဲ့ပဲခင်မင်းကစိတ်လေးလေးနဲ့ပဲဘာကျန်းပါစေဖို့ကိုသဘောတူလိုက်ရရှာတယ်ဘာကျန်းရဲ့အမူအရာကလည်းဟိုနေ့ကဟိုလိုဖြစ်ပြီးကြတဲ့ကကျတို့နှစ်ယောက်ကိုဖော်ဖော်ရွေရွေပြူငါပဲဗျာကျုံတဲ့ခင်မင်းဟာချစ်ကြိုက်နေလို့မှမကြမ်းပြီထိမ်းရတော့မယ်ဆိုတော့ကိုလည်းတစ်စလုံးကတည်ကြတယ်ပေါ့ဖဲသုံးချက်စကားရိုက်ပြီးပြီချင်းမှာကျတို့မင်္ဂလာဆောင်ကြဖို့စီမံထားတယ်ဘာကျန်းကအဲ့ဒီအကြောင်းကိုကြားလို့ဝမ်းမြောက်တဲ့အကြောင်းများကိုတော့ကျုပ်ကပြောသေးတယ်ဗျာအာကအကောင်ပါဗျာ ီဇက်လန်ကိုကြုတ်ရေးမိခြင်းဟာကြုတ်ကြီးစားတည်ဖို့ရေးမိတာပဲဗျာမိတ်ဆွေအစင်လိုက်ပြောစမ်းပါဗျာရှေ့ကိုကြော်ကြော်ပြီးတော့ပြောစမ်းပါနဲ့ဒီခံပါဗျာစုံလဲစုံလို့နေပါပြီတေချာနားထောင်တော့ခုနကကြည့်ခဲ့တဲ့ဇက်လန်မှာဇက်လိုက်မင်းသားနဲ့မင်းသမီးဟာဗီလင်ကိုတုတ်တင်ပြီးပြီးအမှတ်နဲ့စိတ်ချလက်ချပုံမှန်ထိုင်နေကြပြီအစီအကံကိုစားစရာများယူခဲ့လို့ခိုင်းရတယ်မဟုတ်လားဖဲသုံးချက်ဇလန်ကိုမူလဥစွာရိုက်ခဲ့စဉ်ကကျုပ်ကဇက်လိုက်ပြ ခင်းမြင့်ကမင်းသမီးရိုက်ခဲ့တာကလည်းနှစ်ပေါင်းအတော်လေးကြာပြီနှုတ်ပေမဲ့မနေ့ကလူမျိုးပဲကျုပ်စိတ်ထဲမှာဆွဲပြီးတော့ကြံ့ရင်နေခဲ့တော့မယ်ဗျလက်ထပ်ဖို့ရက်ကလည်းတပတ်ခါဖြစ်တယ်ဆိုတော့ခင်းမြင့်ရဲ့အတူတွဲပြီးထိုင်နေရတာကိုကျုပ်စိတ်ထဲမှာသိပြီးတော့စီးစိမ်ရှိနေတာပဲရိုက်တာဖြစ်သူကလည်း feeling ဘာချမ်းကိုခြောက်လုံးပြုတ်ဘလို့ကန်ရမယ်ဘလို့ဟန်ပန်နဲ့ဝင်ခဲ့ရမယ်မနေ့ထားဘလို့ထားရမယ်ဆိုတော့ကိုတင်ပြနေတဲ့အချိန်ကျတို့နှစ်ဦးသားကတော့ဖုံဖုံပါစီးစိမ်နဲ့ထိုင်ပြီးတော့ ကြည့်နေကြတာပေါ့ဗျာအလုံးစုံတင်ပြပြီးတဲ့အခါမှာကျတော့ကင်မရာလဲလှည့်ရောဘာဂျန်လဲခြေလုံးမြုပ်ကိုကန်ပြီးတော့ဝင်လာပါလိမ့်ရောဗျာဝင်လာမကတော်လေးနေရာကြတယ်ဗျကျုပ်တို့ကိုမုံထားပုံမျိုးထားကလည်းတကယ်စစ်စစ်ပဲလို့တော့ဆိုလို့ပါပြီတိုးတော်လေးဗျာသူ့မျက်နှာကိုကျုပ်ကြည့်ရင်ကြည့်ရင်ဘာဖြစ်လာလဲဆိုတော့ဒီကောင်ဟာဇလန်းစကွက်အလျောက်သားကျုပ်တို့ကိုမုံခြင်းမဟုတ်တကယ်စင်စစ်မုံခြင်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူ့မျက်နှာမှာပြနေတယ်လို့ကျုပ်ကတွေးမိတာကိုဗျာ အဲ့ဒီမှာနည်းနည်းချင်းတွေကတိတ်ကနေဖြစ်သွားတယ်တော်တော်ကျုပ်တို့ရဲ့အခန်းကိုရိုက်ဖို့အလှည့်ကြတဲ့အတွက်ကင်မရာကိုကျုပ်ဘက်ကိုလှည့်လိုက်တော့ဇက်ွက်ထဲကမျက်ထားမျိုးကိုပဲကျုပ်ကထားရတာပေါ့ဗျာဘာဂျန်ကသနက်ကိုကန်ပြီးကျုပ်တို့စီကိုလာရောကျုပ်ကထိုင်ကနေထားတယ်ဘာဂျန်ကကျုပ်ကိုခြောက်လုံးပြုတ်နဲ့ချိန်တယ်ချိန်တဲ့အတိုင်းနဲ့ပဲသူ့ခြောက်လုံးပြုတ်မှာမူလစီစဉ်ထားတဲ့အတိုင်းဗလာရန်တော့မဟုတ်ဘူးကြည်စံပါတဲ့ရန်တော့ထိုးထားကြောင်းကိုကျုပ်ရောခင်ခင်မြင့်မှာတပြိုင်တည်းသိကြတော့ကိုဗျာ ူကကျုပ်ကိုအဲ့ဒီနီးနဲ့တတ်ဖို့စီစဉ်ထားကြောင်းသူ့မျက်နှာထားကထင်ရှားစွာ ပြနေတယ်။ငါ့အကြံအောင်မီခမင်းတို့နှကောင်သေးပြီတော့လို့ထုတ်ဖော်ပြီးပြောဆောင်လေ။ပြောပြီးတကယ်တော့ကျုပ်တို့နှစ်ယောက်လုံးကရိတ်မိတဲ့အတွက်ကြီးစံကိုရှောင်ဖို့ကျမ်းမော်ကိုဝမ်းလျားထုတ်ပြီးအိတ်လဲအိတ်လိုက်ကြရော။ဒိုင်းကနေမိပြီးပိုက်ထက်ကနှွေးကနေဖြစ်ပြီးတော့တတိလက်သွားပါလိရောဗျာ။တို့သူမှာဆက်လက်ရရင်ပြောသေးပဲနေစိတ်မလဲကိုမိညိလျာ၎င်း၏လက်များမှတုံလျက်ရှိသည်ခင်းမြင်ရောဗျာ နေုံနေပြပြောပါမယ်ဓာတ်ပုံဆရာကကြုတ်ကိုတနက်မှန်တော့လေကောင်းချားဖြစ်ပြီးတော့ကင်မရာကိုမရက်ဖဲရိုင်မြေတိုင်းစိုက်ရိုက်နေတယ်ဗျသူကြိုက်ထားတဲ့ပုံတွေကိုနောက်6လလောက်ကြာတော့ဈေးဝင်ကကြုတ်ဆင်းတဲ့အခါမှာမြင်ခဲ့ရတယ်တတိကောင်းတဲ့မိန်းမဗျာဇလန်းထဲမှာတော့ခကင်မြင့်ကတနက်ကိုမြင်တဲ့အခါမှာထိတ်လန့်ပြီးတော့တတုံရင်ဖြစ်သွားဖို့ကိုဒရိုက်တာကတင်ပေးထားတယ် ။လို့ပေမဲ့ဘာကျန်းကအကြီးစားအစ်စ်ပါရတနက်နဲ့ကျုပ်ရှင်ဘက်ကိုချိန်တာနဲ့တပြိုင်နက်ပဲ။ကျုပ်ရှိကနေသူကဝင်တက်ပြီးထိုးကလိုက်တာမှာ။သူ့မှာတော့ရင်ဘက်ကိုမှန်းပြီးနေရာမှာတင်ပွဲချင်းပြီးရော့ဗျာ။ကျုပ်မှာတော့ဘိုက်ကိုမှန်းတယ်။တပ်ပုံကိုကျုပ်သေးချာကြည့်ခဲ့တယ်ဗျာ။ကြောက်ချင်းလန့်ချင်းဆိုလိုတဲ့စက်ကလေးမှကိုမတွေ့ရအောင်။ရီးစားရဲ့အသက်နဲ့ကို့အသက်နဲ့ကာကွယ်တဲ့အဲ့လိုမိန်းမမျိုးကိုကျွန်တော်ဘယ်တော့တွေ့ရအောင်မလဲမိတ်ဆွေ။ ထိုသူဆက်လက်၍စကားပြောသေးပဲငြိမ်သက်စွာနေခြင်းကိုအတန်ကြာကျွန်ုပ်ကစောင့်နေပြီမှာဘာကြံကတော့ဗျာတတရရန်တောင်းတဲ့သူ့ကိုယ်သူပြတ်တက်လိုက်တယ်သူတို့ယောက်ကတော့တွားကုန်ကြပြီဗျာကြုံပဲကြံတော့တယ်ကြုံလည်းမကြတော့ပါဘူးဗျာလိုက်ုံသာရှိပါတော့တယ်အခုတော့မှဖဲသုံးချက်စကားကိုအခြားကုမ္ပဏီကပြန်လိုက်တယ်ဆိုလို့ဟုတ်ကြရင်ကျုပ်ကခင်မြင့်ကိုပြန်ပြောရအောင်လို့ဗျာလာကြည့်ရကဲမိတ်ဆွေကျေးဇူးတင်တယ်ဗျာဝမ်းလဲတောင်းပြီခွင့်ပြုပါဦး ုံသွားလိုက်ပါအောင်ပဲတကယ်လို့ပြောဆိုထွက်ခွာသွားလေရာကျွန်ုပ်မှာစိတ်သေးကမကျင်းတဲ့သေးသည်နဲ့အပေါက်မှမျောကြည့်သည့်အခါတွင် ထိုသူမှာတရားကြီးပေါ်၌မိန်းကလေးတစ်ယောက်နဲ့တွဲ၍တောင်းနေသလိုမီးရောင်၌မထင်မရှားရေးရေးမြမြင်လိုက်ရသည်ဒူမိမ၏အဝတ်အစားများမှာထိုသူကဲ့သို့မဟုတ်ပဲတစ်တစ်လွန်လွန်နဲ့အယောင်တောက်ပစွာရှိသည်ဟုထင်မှတ်၍ခင်းမြင့်ကိုတတိယမိသည်နှင့်ကြည်ရင်၌စက်သိန်းများပင်ထမိလာပေသည် နားဆင်ပြီးတဲ့ပြည်သူများအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာကျွန်တော်ကတော့ကြောက်တူလိုက်ပါ